ထူးခြားတဲ့ဈေးကွက်ခေါ်ပြောနဲ့အတွေးများစီတဲ့ပွဲကတော့ Power Force နဲ့ Monaco တို့တွေ့ဆုံနေတဲ့ပွဲစဉ်ဖြစ်ပါတယ်။လူသူများထင်ရှားတဲ့ပြင်သစ်နာမည်ကြီးကလပ် Monaco ကမထင်မရှား Cyprus Class Power Force အဝေးကွင်းကနေတစ်ပေါင်း30ဆိုတဲ့ဈေးရန်ကြောပေးထားပြီးတော့ဂူပေါင်းဈေးက3ပေါင်း20ဆိုပြီးဖွင့်လှစ်ထားပါတယ်။ Monaco အသင်းရဲ့မူလဘော်ဒီဈေးတစ်ပေါင်း20ကနေပြားသွန်းကျဆင်းလာပြီးတော့ဂူပေါင်းဈေးကလည်းမူလဖွင့်လှစ်မှု3.20ကနေနေဆင်းလာတာပါ။ ပါဖို့စ်ကချန်ပီယံလိပြိုင်ပွဲကိုပထမဆုံးအချိန်ဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တာဖြစ်ပြီးတော့ရှင်ပြိုင်ပြီးတဲ့လီဖေးအဆင့်၄ပွဲမှာဘန်မြူးနဲ့တသိန်းကိုပဲ၅ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့အေးနိုင်ထားပြီးတော့အိုလံပီယာကိုစ်ကန်ရက်တိုးနဲ့ဂိုးမရှိသေးရင်ဥရောပအတွက်ကြုံရင်လာလီဂါထိပ်တန်းကလပ်ဘီလာရီယယ်ကိုဂိုးဂိုးမရှိဆိုတဲ့ရလဒ်တွေနဲ့အနိုင်ကစားထားပါတယ်အသင်းရဲ့လူစင်းပိုင်းမှာဘရာဇီးခံစမှုဒေးဗစ်လူးစ်ပါဝင် ပေါ်တူဂီနယ်သာလန်နဲ့စပိန်ဘယ်ဂျီယံကကစားသမားတွေကိုနေရာစုံမှာပြင်းထန်ထားပြီးတော့ငါးလေးတိကစားခွက်နဲ့ခက်ဆက်သားပေးအသင်းဖြစ်ပုံပေါ်ထားတာကိုမြင်ရပါတယ်။မူနာကိုအသင်းကလည်းပါပို့စ်နီဒူတပွဲနိုင်နှစ်ပွဲတည်းတပွဲရှုံးရလနဲ့အဆင့်16မှာရပ်တည်နေပါတယ်။ယာကူလေးကိုပေးကို6ကိုမှတ်တမ်းရမူနာကိုတိုက်စစ်ကလည်းချန်ပီယံလိမှာတာမန်အဆင့်ပဲရှိတာကိုတွေ့ရမှာပါ။ဇွန်လဈေးကြာဆင်းလာတဲ့အခင်းချင်းရဈေးကွက်ဖွင့်သူတွေအနေနဲ့ ဒီဘွဲကအပေါ်ဆုံးအောင်ဖို့မလွယ်ဘူးလို့တွက်ဆထားမှုရပါတယ်။နောက်ကျပွဲစဉ်တွေထဲမှာဂိုးပေါင်းစင်းညင်နေပြီးတော့ဘော်ဒီစေးတတိတတာတက်လာတဲ့ဘွဲကတော့ PSG နဲ့စပါးအသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ပဲကြီးအသင်းရဲ့မူလအကျော်ပေးမှုတင့်နှုတ်20ရာနေလက်ရှိဘော်ဒီစေးတင့်နှုတ်80ဖြစ်ဝယုံ20မြတ်တက်လာပြီးတော့ဂိုးပေါင်းစင်းကတော့3-30မှာညင်သက်နေပါတယ်။ဒီပြိုင်ပွဲလက်ရှိချန်ပီယံ PSG အသင်းက သုံးပွဲနိုင်တပွဲချုပ်ရလနဲ့အဆင့်၅မှာရက်တည်နေပြီးတော့စပါးသင်းကတော့နှစ်ပွဲနိုင်နှစ်ပွဲသေးရလနဲ့အဆင့်၁၀မှာရှိနေပါတယ်တိုက်စစ်မှုတွေဖြစ်တဲ့ဒမ်မီလီနဲ့ဒူရီအားထားရတဲ့ညာနောက်ခံလူဟာကီမီတို့ဒဏ်ရာပြဿနာကြုံတွေ့နေရပြီးတော့ဘိုခန်စမူဇာဗာညီကပွဲပဲ့ခံထားရတဲ့ PSG ရဲ့အကြောပေးမှုမြင့်တက်လာပုံကချန်ပီယံလိမှာရှုံးဝဲမိဖြတ်တန်းထားတဲ့စပါးအသင်းပေါ်ပြင်းရှတဲ့ဇေကွက်ဖွင့်လှစ်မှုလို့ပြောလို့ရပါတယ်။အရန်ရတောင်းနေတဲ့ PSG ရဲ့ Champions League အိမ်ဝင်တိုက်ဆက်ကလက်တလောပြိုလဲနေတဲ့စပါးခန်းစစ်ကိုစစ်ကြိုက်ထိုးပေါက်ပြီးတော့ဖိအားပေးနိုင်ွယ်ရှိတယ်လို့ဈေးကွက်ဖွင့်သူတွေအနေနဲ့ရှင်းပြထားပုံရပါတယ်။နောက်ထပ်ဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်ကတော့လဘာဘူးနဲ့ PSV သင်းတို့ရဲ့အားပြိုင်မှုပါ။ဒီပွဲစဉ်မှာလဘာဘူးသင်းကနှစ်ပေါင်း80ဆိုတဲ့ဈေးရန်ကြောပေးထားပြီးတော့ဂိုးပေါင်းဈေးက၄ပေါင်း80ဆိုပြီးဖွင့်လှစ်ထားပါတယ်။လဘာဘူးရဲ့မူလဘော်ဒီဈေးနှစ်ပေါင်း90ကနေဝင်ရိုးတစ်စစ်နေဆင်းလာပြီးတော့ ဂိုးပေါင်းဈေးကတော့မူလာဈေး380ရာနေအနည်းငယ်မြင့်တက်လာတာကိုမြင်ရပါတယ်။ဘော်ဒီဈေးကျပြီးတော့ဂိုးပေါင်းဈေးမြင့်လာတဲ့အခေါ်ပြောဖြစ်လဲမြင်တွေ့ရမှာပါ။လဘာဘူးကပြည်ရင်းလိမ့်မှာရုံးကန်နေရပြီမဲ့ချမြန်လိမှာတော့၃ပွဲနိုင်တပွဲရှုံးဖြတ်သန်းထားပြီးတော့အဆင့်ရှိမှာရက်တည်နေပါတယ်။ကလာတာစရေးကွင်းမှာမထင်မပဲရှုံးပွဲကြုံခဲ့ပြီမဲ့မက်ဒရစ်ခြေဆိုင်နှစ်သင်းဖြစ်တဲ့အက်တလက်တီကိုနဲ့ရီယယ်မက်ဒရစ်တို့အင်ကွင်းမှာအနိုင်ယူထားတာဖြစ်ပြီးတော့ဖရက်ဖို့သင်းကိုလည်း ဂျာမန်မျိုးပေါ်မှာငါကိုတကိုးဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်ကစားထားပါတယ်။ PSP သင်ရအဖွင့်ပွဲစမှာစင်ကလိုက်ကိုတုံးကိုတကိုးဆိုတဲ့ရလနဲ့အိမ်ခွင်းမှာရှုံးနေပြီးတော့နောက်ပွဲစဉ်တွေမှာလီဗာကူစင်နဲ့အိုလံပီယာကို့စ်အသင်းတွေကိုတကိုးစီတရေပွဲတွေကစားထားပြီးတော့နာပိုလီသင်းကိုအိမ်ခွင်းမှာ6ဂိုးတကိုးဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်ယူနိုင်ခဲ့ပါတယ်။ချန်ပီယံလိဂ်လေးပွဲစလုံးဂိုးလဲသွင်းဂိုးတွေလည်းပေးထားတဲ့တိုက်စစ်အားသင့်အသင်းတွေလို့ဆိုလို့ရပါတယ်။ န်စီးတီးနဲ့နော်တယ်ဖောရက်စ်တို့လီနှစ်ပွဲဆက်ရှုံးနိမ့်ထားမှုကနေလဘာဘူးတို့ပြန်နိုးထပြရတော့မယ့်အချိန်ဖြစ်ပြီးတော့ဖွင့်စားလေးရှိတဲ့네덜란드ကလပ်တွေနဲ့ဆုံတွေ့နေမှုမှာအခြားစစ်ကွက်ဖွင့်သူတွေကဂိုးပေါင်းစေးကိုမြင့်တင်ထားမှုကအကြောင်းမဲ့တော့မဖြစ်နိုင်မင်းနဲ့စစ်ကွက်ဖွင့်သူတွေအနေနဲ့ဂိုးပေါ်ဘက်မှာရှိနေပုံရပါတယ်။နောက်ထပ်စစ်ကွက်ရထူးခြားနေတဲ့ပွဲစဉ်တစ်ပွဲကတော့ဘော်ရီစီယောဂိုးပေါင်းစေးပါဇွန်လိုက်မြင့်တက်လာတဲ့ပိုတင်းလစ်ဘွန်နဲ့ဘရူဂျက်ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာပေါ်တူဂီထိပ်သီးကလပ်စပိုတင်ကဘယ်ဂျန်ကလပ်ဘရူးဂျက်ကိုတစ်ပေါင်း300ဆိုတဲ့ဈေးရန်ကြောပေးထားပြီးတော့ဂိုးပေါင်းစေးက3လုံးတည်ဆိုပြီးဖွင့်လှစ်ထားပါတယ်စပိုတင်ရဲ့မူလပေါ်ဒီဈေးတစ်ပေါင်း80ကဝင်ရိုးတစ်စင်းမြင့်တက်လာပြီးတော့ဂိုးပေါင်းစေးကလည်းမူလဈေး3ပေါင်း20ကနေပြားစွန်းမြင့်တက်လာတာကိုတွေ့ရပါတယ်စပိုတင်ကနှစ်ပွဲနိုင်တစ်ပွဲတည်တစ်ပွဲရှုံးရလိုက်ထွက်ပေါ်ထားတဲ့နေရာမှာအနိုင်ရခဲ့တဲ့နှစ်ပွဲစလုံးကအင်ကွင်းပွဲတွေမှာဖြစ်ပြီးတော့ ကိုင်ရက်နဲ့မာဆေးသင်းတွေကိုအနိုင်ကစားထားတာပါလူကျက်ရဲ့တပွဲနိုင်တပွဲသီးနှစ်ပွဲရှုံးဖြတ်သန်းထားမှုကလည်းအင်ဝင်းပွဲတွေမှာမိုနာကိုအသင်းကိုအနိုင်ယူခဲ့ပြီးတော့ဘာစီလိုနာအသင်းနဲ့တေကစားထားတာပါအဝေးဝန်းနှစ်ပွဲမှာတော့အတလန်တာနဲ့ဘိုင်မြူနစ်အသင်းတွေကိုရှုံးနိုင်ထားတာကိုတော့မြင်ရပါတယ်စပိုတင်အသင်းလိုပဲအင်ဝင်းမှာခြေစွာပြီးမဲ့အဝေးဝန်းမှာဆိုရင်အမှားများတာကိုတွေ့ရပါတယ်ပြိုင်မှာနှစ်သင်းရဲ့အင်ဝင်းအဝေးဝန်းခြားနာချက်များနေတဲ့စွမ်းဆောင်ရည်တွေပေါ်အခြေပြုပြီးတော့ ဈေးကွက်ဖွင့်တဲ့သူတွေအနေနဲ့အရှင်သင်းဘက်ကိုအနှဲငယ်လင်းသာနေတယ်လို့တွက်ဆမိပါတယ်ခုနစပီးခဲ့တာကတော့ဗမူးညမှာရှင်မြန်ကစားကြမဲ့ဖမလီပွဲစဉ်ကိုယ်ပွဲတွေကဒီဘက်ရထူးခြားနေတယ်ပွဲစဉ်၄ပွဲကိုရွေးချယ်သုံးသပ်တက်ဆက်ပေးခဲ့တာဖြစ်ပါတယ် channel line subscribe လုပ်ရသေးရင်လည်း line subscribe လုပ်တာပြကြဖို့တောင်းဆိုချင်ပါတယ် 阿拉，我结束就完了。